ျွန်ုပ်ဒီကောလိပ်ကျောင်း BA အောက်တန်းတိုင်းရှိစဉ်ကကျွန်ုပ်နဲ့အတူအတန်းခင်မင်သောမိတ်ဆွေတယောက်ရှိဘူး၏၎င်းမှာ မောင်ထုံးမောင်ဖြစ်၏ထုံးမောင်မှာအလွန်အေးဆေးစွာနေလေးရှိ၏စကားနည်း၏မဟုတ်မမှန်မဟာတရားမပြောတတ်အိန္ဒိယကြီး၏စကားနည်းသူတို့၏စကားသည်လေးနက်တတ်သည်ဖြစ်ရာထုံးမောင်စကားပြောလျင်ကျွန်ုပ်တို့ကျောင်းသားများဂယုပြု၍နားထောင်လေးရှိကြ၏ ဘာကြောပြောတတ်သူသည်ထုံးမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံးမောင်ကတစ်ချက်တစ်ချက်ဝင်ထောက်လိုက်ရင်ထိုကြွားဝါခြင်းရှက်ရှင်းပေါ်တတ်၏အပန်းအဖော်နှင့်အရှင်ဖြုံးမနေတတ်တယောက်တည်းတွေးတော်၍တော်၎င်းစာဖတ်၍တော်၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုသားပြောင်းမဲ့သူဖြစ်ရလေကចောင်းသားများကမိုင်း၍ရိုသည်ခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှင့်အင်္ဂလိပ်ဒီဇင်ပါ နတော်ပြသူ၌ចောင်းဆက်နေရမြပိတ်၏ ထိုအချိန်ကာ၌ចောင်းသားများចိုက်ធីយោဖះတို့အဆုအဆုပြု၍သွားလေးရှိကြရာကျွန်ုပ်လည်းသွားလို့ဒီနဲ့ထုံးမောင်၏အခန်းသို့လာ၍ဟေ့ထုံးမောင်ចိုက်ធីយោဖះတော့အောင်ကွာငါတို့ဆက်နေတော့လားဖះဘူးတာចိုက်ធីយោတော့သွားရမလားကွပြေတော့ဘယ်ရောက်သွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာစိုက်ချီယိုကမျက်စွာဖရာကိုတော်တိုင်ငါတို့မြန်မာပြည်ကိုကြွလာပြီးရတိတပားကိုစံတော်ပေးတာတဲ့အဲ့ဒီစံတော်အစစ်ကိုထာပနာပြီးတဲတာမောင်ရဲ့နားလဲရလား ထိုအခါအလွန်ပြုံးခဲ့သောထုံးမောင်သည်ပြုံး၍မင်းကိုဘာလို့ပြောလဲဟဲမင်းလည်းအတော်ကြွားကြတဲ့အကောင်ပဲဘာလို့ပြောရမလို့ကွာတမိုင်းထဲမှာတိတိချာချာကိုရေးထားတာတိရလားအဲ့ဒီမင်းသမီးကဘယ်သူကဘယ်တော့ရေးခဲ့ရလဲဘသူရေးတယ်လို့တော့မင်းကိုတိတိချာချာတတော်မတင်နိုင်ဘူးဟေးရှေးပညာရှိလူကြီးကြီးရေးခဲ့တာဗောကွာဟာမင်းမမိတဲ့မင်းနဲ့ငါပြည်မျိုးကိုသွားလဲကြတော့ဘုံကြီးတပါဒုဒရောင်မင်းကြီးရဲ့ မလဲတော်အစ်စ်ကိုပြာချသစ်သေးယူခိုင်းပြီးလှုပ်ထားတယ်ဆိုတော့ကမာဝါစာကိုထုတ်ပြတော့မင်းကကိုတော့ဘယ်နဲ့တည်တယ်လဲဘာတဲ့ညာလေးတဲ့စစ်သက်ပေါ့မီတော့ဖုန်ကြီးရစိတ်ဆိုးပြီးမြို့ကိုမောင်းချမှတ်မိသေးတာခုတည်းမင်းကရာသွန်ဆရာရီမှုဒီစရာတိမလာမေးတာပါဗျာမကြိုက်လဲမေးတော့ပါဟဲ့ကောင်တော်ပါကွာမင်းကတခါတခါအင်မတန်ရှာရှည်မင်းလိုက်ခြင်းလဲလိုက်မလိုက်ခြင်းလဲငါတောက်တဲ့တော်လို့ကြည့်သွားပါမယ်ဟင်းဖះရတရားကြီးညော်တဲ့လူကလည်းစိတ်တို့လိုက်တာ ကင်ခွေငါကပဲရှော့ပါမယ်ငါလိုက်ပါမယ်အဲ့လိုမှဘောကွာငါမှငွေ90ကျက်လောက်တော့စုထားတယ်မင်းမအောင်ငါမှလည်း90ကျက်လောက်ပါပဲအေးနေရာကြပြီဇေယိစကစားဖို့တော့ဖို့15ကျက်လောက်ပဲကုန်မယ်ထင်တယ်လူဘူတန်းဖို့အပုံကြီးပူတာပဲကိုင်အခုညပဲသွားကြစို့ကွာကြိုက်တော်ဘူတာတို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးသဖြင့်လဲငါရွေသွားကြ၏ ကြိုက်ကြီးတို့တောင်ကြီးကေမိုးစကန်းမရောက်မီခီးတဝက်သားသား၌အင်းဝစကန်းတို့ရောက်ရာခီးနာကြ၏သမင်းဟင်းလက်ဖက်ရည်ဘူးတီကျော်စသည်ဖြင့်အစားအသောက်လည်းပြည့်စုံ၏ထိုစကန်းမှာရွာနီးချုပ်ဆက်ကလာရောက်၍စိုင်းတဲခင်းသော နေရာစကန်းကြီးတစ်ခုဖြစ်၏ ထိုအင်းဝစကန်ဆိုင်စု၏မြောက်ဘက်အတန်ကွာရှိတရက်ပင်ကြီးတပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထုံးမောင်သည်ရှောက်ရီသွားသည်ကို မြင်လိုက်၏မကြာမီမှာပင်တဲပေါက်တွင်ရဲရဲအတန်ကြာကြည့်နေသည်ကိုမြင်ရ၏နိုင်ဝဲခန့်ကြာလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်ကိုဟိ၍ခေါ်ရ၏ထုံးမောင်သည်တုတ်လာခဲ့၍ဟေးဟိုတဲထဲမှာဖိုးကြီးလင်မြန်းညောင်နဲ့မိနှစ်ယောက်ဖျားပြီးလဲနေကြငါအစားဆောင်လေးဝယ်ပေးခဲ့ခြင်းနဲ့ မင်းသွားနေခွဲငါကိမှုစံကံကိုငါမိအောင်လိုက်လာခဲ့မယ်။ဟောဗျာမင်းပွေဖောက်ပြီ။မင်းအကျင့်ကြီးလိုပဲစိတ်တစူးစားကြီးနဲ့ကဲမောင်တဘောရှိငါတော့မင်းကိုစောင့်မနေနိုင်ဘူး။ကိမှုစံကံကိုမိအောင်လိုက်ခဲ့ပြီးတော့မမီတော့ငါဆက်သွားမှာပဲ။အေးပါကွယ်ငါမိအောင်လိုက်ခဲ့ပါမယ်ဆို၍လဲပေါ်ကသူ့လွယ်အိတ်ကိုယူ၍တဲငယ်ဘက်သို့ဆိုက်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 နဲ့ပြန်သွားလေ၏။ကျွန်တော်မှာကဖျားတို့သာရောက်လို့၍ ကျွန်တော်တို့ကြောင့်ကကျောင်းသားတစုလည်းထက်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏။ဒီမော့စကန်တို့ရောက်တော်လဲထုံးမောင်ပေါ်မလာရှိ။ရေမြောင်ကလေးရေမြောင်ကြီးဖိုးပြန်တောင်းစိုင်းတမော့စသည်ဖြင့်စကန်အစဉ်အတိုင်းနောက်ဆန်တငငင်းနှင့်ပင်လာခဲ့ရာဖျားတို့သာတိုင်တော်၏။ထုံးမောင်ပေါ်မလာရှိ။ကျွန်တော်တို့တစုမှလည်းတပြော်တပါးကြီး ပြောဆိုကနဲ့လာခဲ့ကြရာဖခင်အနီးနေုံနတ်စင်နဲ့မိမကြီးတယောက်ပတ်စံခံနေပြီကို တွေ့ရ၏နေုံမှာပါတရှန်နာတရှန်ပဲ့နေ၏၎င်းအပဲ့တို့ကိုပြ၍ပြင်စင်ရန်ဆိုကပတ်စံခံနေခြင်းဖြစ်၏သူအခါကျွန်ုပ်ဒီရုတ်တရက်သတိရမိဒီကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကြောင်းသားတစုစိုက်ကြီးရောကပြန်လာကြသောအခါ ိုပပက်နားပဲ့နေသောနတ်စင်ကနတ်ကတော်ကြီးအားနတ်မေးကြကြောင်းပြန်ပြောသည်ကိုသတိရသည်နှင့်ကျွန်ုပ်တို့နှင့်အဖို့အလော်ခေါ်ခဲ့သောလဲသမားကိုမေးကြည့်ရာလဲသမားကပြုံးရွယ်၍ဒီပဲ့တွေဟာကြာလာပြီဗျာဒီပဲ့တွေမရှိတော့ရင်ဘယ်နဲ့လှူခံမလဲဗျာခုပြောလိုက်မှကောလိပ်ကျောင်းသားတွေထက်တာတော့လဲသမားတွေလည်းရှိသေးကြောင်းသိရ၏နှုတ်ွယ်ရတိတွေရတိမတွေဖုတုတော်တွေမေတ္တာတွေ ပေါ်လာကြည့်ကြလားကွဒီထဲမှာခါတော်မီတွေအများကြီးပါတယ်ဗျကျွန်တို့ဘုရားရှိခိုးနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့ဤအနောက်ရှက်ကိုညားစွာခံရ၏ဘုရားရှိခိုးနေစဉ်ရေပန်းရွှေဝဲပါဝဲပါဟုတဆစာလိုက်၍ပူနေ၏ကျွန်ုပ်ဒီဂလဲစားရှိလိုသည်နှင့်ရေပန်းရွှေတို့ကိုအိန္ဒိယနှင့်ရောင်းသောစိုင်တို့တွင်သာဝယ်ယူလိုက်၏ကြောက်ကြီးတန်ပါဇက်ဘတ်တို့လာခဲ့ရာလမ်းတွင်တောင်ဆောင်တစ်ခု မူတွင်း၌ယတိတပါးထံတွင်ဖျားသွားတော်အစ်ရှိသည်ဆို၍မူတွင်းသို့ကျဉ်းကျဉ်းကြက်ကြက်နှင့်ဝင်ခဲ့၏ယတိကသွားတော်ကိုလက်ဖြင့်ကန်၍ခလန်လန်ကပြ၏တိတိရှာရှာကိုရိုင်းကန်၍ဖူးပါရစေဟုတောင်းသောအခါဖဲတခါရဲ့လက်နဲ့မကန်အောင်ကိုငရေကြည့်တတ်တယ်ခောက်ဝဲပါပဲဖူးလာပေါ့ယတိတော့ငရေမကြည့်ဘူး ဖြစ်သည့်အတွက်သင်ကျင်တဲ့သူတော်ကောင်းဖြစ်တယ်။ဘယ်တော့မှငရေမကြီးဘူး။မင်းတို့တို့ဒီမဟုတ်ဘူး။ထို့အခါကျွန်ုပ်ဒီဘာမှပြန်မပြောဘဲအခွင့်ရသည်မြတေချာစွာစူးစား၍ကြည်ရ။တွားတော်ဤအတွင်ကသာရှိသည်ကိုကမတိရ။အပြင်ကမူစီကရက်ဘူးထဲကငွေရောင်ပြားကိုတတ်ထားသည်ကိုမြင်တွေ့ရ၏။သို့တော်လည်းယသိရှိအလူခံပတ်စံကွက်ထဲသို့ကြပြားကြမ်းမှမထည့်ခဲ့ပဲခတ်တုတ်တုတ် ြောင်း၍ထွက်ခဲ့သည်ဤတို့လျင်စိုက်ဖြူတောင်မုတ်ဆိုးတောင်လူ၌အေးချမ်းပျော်မြူစွာခုနှစ်ညကြာကြာ၏ပြီးမှဆင်းခဲ့ကြ၏ပြန်လန်းတွင်အင်းဝစကန်သို့ရောက်ကြသောထုံမောင်၏အဖြစ်ကိုမီးလိုသည်နှင့်သူတို့သည်အပေါ်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏ ဲငယ်မှာကျွန်ုပ်ပထမမြင်ခြင်းကကဲတော့စုတ်ရှာပြည့်စည်နေသည်မဟုတ်ပဲအမိုးအကာနှင့်အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏ခေါင်းရင်ခံကလေး၌အတန်အိုမင်းနေပြီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ဗတိစိတ်၍နေကြ၏ရှင်ရင်ပိုင်းမြေကွက်တွင်မိဖို့တခု၌လက်ဖက်ရည်ကရနှင့်ဒီနွေအိုကျိုနေသော73နှစ်74နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏၎င်းအနီး၌3နှစ်4နှစ်ခန့်ရှိယောက်ျားတငယ်ကလေးတယောက် လူကြီးကျော်တခုကိုစားနေ၏ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုမောင်လာပါလာပါဘယ်ရက်ကပါလဲမောင်ဖယားကိုအသွားလားအပြန်လားလာပါလာပါထိုင်ပါဟဲ့ဖွားမေရင်ရွေးဆိုပြီးမဟုတ်လားလက်မကြောက်ခဲ့ပြီးယူခဲ့ဟဲ့အော်ဖွားမေဟဲ့ဟိုတယ်ရဲ့ကလေးရှိသေးမဟုတ်လား တခါတည်းထွက်ခဲ့ဟေတောက်ပါစားပါမောရဲ့ခုအလွန်ကြီးစွာသောစေတနာဖြင့်ဧကံဤအဖိုးကြီးကတဖန်ငမကြီးဟာဖျားဖို့မဟုတ်လားဟုတ်ပါရဲ့အဖိုးရဲ့ကျွန်တော်ကလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားတာပါအခုပြန်လာခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီထဲမှာကျန်ရတယ်အဲ့ဒါအခုသူပဲသွားတယ်လေမေ့ချင်လို့ဝင်လာတာပါအဖိုးရဲ့ ထိုအခါအဖိုးကြီးနှင့်အမေကြီးသည်ငေါက်ကနေတပြိုင်တည်းဆန့်၍မောင်ထုံးမောင်ကိုမေးတာမဟုတ်လားဟုတ်ပါတယ်ခင်ဗျအိုးမောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားတပြည့်မောင်လဲသူတော်ကောင်းပေါ့အေးအေးမောင်ထုံးမောင်ရဲ့အခုမနေ့ပဲရန်ကုန်ကိုပြန်သွားပြီသူတို့ကြောက်တက်ရမယ်ဆိုကို့ကို့ ရော့လိုက်ပြစေဦးမောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာအဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပါမောင်ရဲ့မောင်သူတော်ကဖះကိုလိုက်မလာပဲဒီတိုင်းညပြန်သွားပုံပြောပါအောင်ဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွယ်ငါတို့ကအဲပိုကြိုက်သူကိုသွားတဲ့လမ်းနားမှာရှိတဲ့မိသေးကိုရွာပါ အဖွားတို့မှာတမိတရားကိုတက်ရှိတယ် သူ့အိမ်အောင်ကြလို့သားသမီးလေးယောက်ရပြီးတော့လုံခဲ့တဲ့၃နှစ်လောက်ကပဲသူ့ခင်မုံအနေစာရောက်တယ်။သူ့ကိုယ်တိုင်လည်းမနစ်ကဆုံးမြန်ပါရော။သားသမီးလေးယောက်အနဲ့နှစ်ယောက်သာဖက်တင်တယ်။ ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေးနှစ်ယောက်ကိုငါတို့ဝဲမွေးရတော့တာပေါ့ငါတို့ကလည်းအိုအိုမင်းမင်းသူတို့ကလည်းလူလားမမြောက်သေးပတ်စံချင်းငွေကလည်းမပြေဆုံးတို့တို့ပြောကြဆုံးမြည်ရဲ့ငါတို့ချမေးရဲ့မမှန်မစားရတာကြာပါပြီ အဲ့ဒါအခုဖျားဖူးများလာတဲ့အချိန်ဒီအင်းဝါစကန်မှာတဲကလေးထိုးပြီးဖွားမိဖို့ပဲဘူးတီကျော်ကလေးကြော်ရောင်းရစီတာပဲအဲ့ဒါနဲ့လေချမင်းရဲ့မမန်မစားရပါဘူးကံများဆိုးချင်တော့လွန်ခဲ့တဲ့2လ3လကစားပြီးဟောမောက်ဖူးကြီးဟာလူကလည်းအိုးအစာရေစားကလည်းဝလင်အောင်စားရတော့ လဲပါလီရောမောင်ရေနောက်ဆယ်ရက်လောက်ကအဖျားဝင်လာပြီးတတိမယတစ်ချက်ရတစ်ချက်နေပါရောအဲဟိုမောင်ထုံးမောင်ရောက်တဲ့နေ့ကညွန့်ညော့ပဲရှိတော့လေအဖွားကုန်တိုင်းလဲမောက်ဖို့လိုပဲအာနေပြီးလဲနေရကနှွင်းနှွင်းမှချုံစရာအဲ့ဒီအထဲတဲကလေးကလည်းမိုးမလုံးတော့အေးအေးမိပြီးအဖွားလဲလဲပါလီရောမောင်ရေ အဲ့ဒီလို အဖွားတို့အကျိုးအကန့်နှစ်ယောက်ကိုမြေးမလေးဖွားမိကချက်ပြုတ်ကျင်းဝင်းနေရကဟောချင်းချိုးရမှာတန်ဆူးလို့တဲ့တခါတဲ့ငန်းတွေမန်းလေးလိုက်ပြီးပြည်တီလို့မောင်ထုံးမောင်ရောက်တဲ့နေ့ကခြေထောက်မြောက်ပြီးအော်နေရတာပဲ အဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမစားရတာနှင်းရဲ့တီတီရှိနေပြီမောင်ရဲ့သေဖို့အစင်တဲ့ပဲဆိုပါတော့ဟော ဟိုမြင်းငယ်ကတော့ကလေးကိုအဲဟိုဆိုင်စုမှာတွားပြီးတောင်းရန်စတဲ့အဲ့ဒီလိုငါတို့သေးဖို့အနေမှာမောက်တငယ်ချင်းမြင်တော့မေးတံကိုကြားပါရဲ့ငါတို့လူအိုနှစ်ယောက်ကတော့စကားမပြောင်းနိုင်တော့ဘူးဖွားမိကသာအော်အော်အငိုရက်ပြီးပြန်ပြောတံကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောက်ထုံးမဟာပထမအဖိုးကြီးပါဆက်တယ်ကိုရေချပေးတယ်။နောက်နည်းနည်းလှုပ်လာတော့ ဖို့ဆိုင်စုမှာလဖဲ့ရည်ကော်ဖီရည်ရည်နွေးစားစရာတွေဝယ်လာပြီးကော်ဖီနွေးနွေးကလေးကို အဆက်ချပြီးတိုက်ပေးရှာတယ်အပွားကိုလည်းဒီလိုပဲဖွားမေကိုလည်းအနာကိုရည်စေးပြေဖောက်ဆေးထက်လောက်တာနဲ့မောင်ရဲတနာကြီးလောက်မှာပဲတက်တာသွားပါတယ် အမှန်ကတော့ငါတို့တစုလို့အစာတောက်ချို့တယ်လို့ငတ်လို့ဖြစ်ရတာကလားကွယ်ငါတို့တော့အရေတောက်တာတောက်နေကြပါတယ်ဖွားမေတို့မောင်နှမနှစ်ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထွန်းမောင်ရဲ့သူ့လွယ်အိတ်ထဲကပါမို့ငါတစ်တာတွေတခါတည်းထုတ်ကြွေးတယ်ငငနဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည်ရတာ အားရဝမ်းသာတာနဲ့အားပြေလာကြတာပဲအဲ့ဒါသူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြုစုတဲ့အပြင်စံစီစာကျက်တော်ငေးကိုအစုံဝယ်ပြီးချက်ကျွေးရှာတယ် ဖွားမေကိုအညော်မိမှဆိုးလို့တဲ့မီးဖုံလာတာမလာစေရဘူးပြီးတော့ဟောတဲကလေးကိုချစ်ပါအောင်အခုတော့တတရရဲ့ပေါ်မောက်ထုံးမောက်ရောက်စားကအမိုးလည်းမလုံးအကာတွေလည်းပြက်ကျနေတယ်လေပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုအနေမှာမောက်ထုံးမောက်ရောက်လို့နှစ်ရက်အကြာမှာ နှွေးမိုးရွာချလို့မောက်ထုံးမောင်မမကြံငါတို့အကုန်လုံးရွှဲရောဆိုပါတော့မောက်ထုံးမောင်ဘာလို့တလဲတိလားအနီးနာကဆိုင်စုအိမ်စုမှာတကယ်တို့ထင်းရန်တို့သူကိုယ်တိုင်ဝယ်ပြီးကိုယ်တိုင်မိုးကပေးခဲ့တယ်မောင်ရဲ့အဖွားအိုဒီစကားကိုဖြတ်၍လက်အုပ်အထက်သို့မြောက်ရှိကဖျားတကြတော်တပည့်တော်မရဲ့ရေကြီးမောင်ထုံးမောင် ကျမ်းမာပါစေခလုံးမထီစူးမညိပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေဆို၍မျက်ရည်စန်းစန်းနဲ့ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိလူများကိုပင်မိနေရန်ရှိ၏အတန်ကြာမှဆက်၍ငါတို့မိုးတွေဆူလို့အေးကြချမ်းကြရော မောက်တငယ်ချင်းဖျားလောင်ကြီးကဟောသူ့မှာပါတယ် ဟင်းကြီးတွေပစိုးတွေမျက်နှာတုပ်ပွားတော့မကြံဘူးအဲ့ဓာတွေနဲ့တခါတည်းငါတို့လေးယောက်ကိုပဲ့ရန်ချုံယူပေးတာပဲမိဘကသားသမီးကို ပြုစုလိုပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကြက်ကလေးနဲ့သာနေတယ်အောင်မဲဟောမောက်တငယ်ချင်းကတတိကောင်ကလားကွယ်ငိုကြည့်ပေမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြည့်တော့လုံးရတန်းတန်းရဲ့ နို့ဝင်မဲ့သူ့အသားတွေကတန်ခဲလိုပါကလားကွယ်ဟောနေ့ကင်းနေ့ကင်းမှာဘွားမေတို့မွန်နမနီယောသူ့လက်မောင်းကြီးတွေကို ထုတ်ထုတ်ပြရတယ်မွန်နမနီယောသူ့လက်မောင်းကြီးကိုစစ်စစ်ပြီးကစားကြတာပဲအင်မတန်ပျော်ကြတာပေါ့ဒီငယ်ဟာလူထူးပါကွယ်တန်ကတန်မာပါပြီနဲ့ဖရားလောင်းများစင်မြောင်၅၀ဆယ်စီအားစောင်းနိုင်တယ်ဆိုတာပဲထင်မာရဲ့ကွယ် နောက်တနေ့မနဲ့စောစောဟိုနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှာပြန်လာတယ်တို့တွေဆိုတာတနေ့ကင်းလို့သူ့ကိုထမင်းစားဆောက်ကြတယ်အနည်းအနာလိုက်ရှာကြတယ်အဲ့ဒီမနဲ့ငါတို့ထမင်းမစားဖြစ်ကြဘူးညနေကျလို့ပြန်လာတော့မှသိရတာကလက်ဆက်တော်သူဟိုကြိုက်တို့ကိုသွားတာကိုမောင်ရဲ့ဟဲ့ဘွားမေနေ့အကိုကြီးဝယ်ပေးခဲ့တဲ့အဝတ်အစားတွေယူခဲစမ်း ကဲမောင်ရင်ကြည့်တော့ငါတို့ဖို့တူဝဲလာတာတွေဟောဒါကကျုပ်ထုတ်မောင်ရင်မောင်ပြရအောင်မဲဆိုက အထုတ်ကိုဖြည့်လေသည်အထုတ်အပေါ်ကကျိုးစစ်အောင် အပတ်ပေါင်းများစွာရိပတ်ထား၏ကျိုးတွေကုန်သောအခါပစိုးဟောင်းတစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်ဆက်ကူ၃လေးထက်အလွန်သေးစွာ ထုတ်ထားသည်ကို တွေ့ရ၏နောက်ဆုံးအထက်ကုန်လေးမှာ လုံကြီးအညူနောက်ဆုံးအထက်ကုံလီမှလုံကြီးအညူရောင်တစ်ထဲအတွင်းကန်အင်ကြီးတစ်ထဲအပေါ်အင်ကြီးတစ်ထဲခေါင်းပေါင်းပေါ်ဝါတစ်ထဲပခုံးတင်ပိတ်ဖြူစားတစ်ထဲတို့ပတ်လာလေသည်တို့လေးတဲ့သောဝိတုကို အဖိုးကြီးသည်ယူရမျက်နှိုးစွာကင်တွေ့၍အဲ့ဒါကျုပ်ကြီးရဲ့ကုသိုလ်လေမောင်ရင်ကျုပ်ဟိုးပါဒီလိုမဖြစ်ခဲ့ဘူးပါဟုတ် ကျုပ်သားသမီးရဲ့ပပေးခဲ့ဖို့ဖို့ကိုယ်တိုင်လည်းဝယ်ပြီးမဝင်နိုင်ခဲ့ဘူးဒီဝယ်လေးလေးကိုကျုပ်ပါလို့မလဲတိရဥပုံနေတိုင်းဝဆင်းပြီးဥပုံဆောင်မယ်အခုစိတ်ကူးကြတာကတော့ကျုံကြီးကိုတို့ပေါ့နေတိုင်းပဲရှစ်ပါးတိလာဆောင်မယ်သူ့ဝတ်တယ်အယူထုတ်တော်မယ်ကျုပ်တည်တဲ့အခါဒီဝတ်တယ်ကျုပ်တို့ဆရာဖုန်းကြည့်ဖို့ 레프 마비가 위 마음에